အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တတရင်ဌာနကနေတရင်မြောက်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အာဆီယံအနေဖြင့်မြန်မာစေအုပ်စု၏ရွေးကောက်ပွဲကိုပြပြတတညင်းပယ်ရန်မလေးရှားနှင့်ထိုင်းနိုင်ငံသား၏ဝင်ကြီးဟောင်းနှစ်ဦးနှင့်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကတိုက်တွန်းနေဆိုတဲ့တဲ့ရင်ကို တင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အာဆီယံအနေဖြင့်မြန်မာစေအုပ်စု၏ရွေးကောက်ပွဲကိုဖြည့်ဖြည့်သားသားညှင်းပယ်ရန်မလေးရှားနှင့်ထိုင်းနိုင်ငံသား၏ဝင်ကြီးဟောင်းနှစ်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACCM ကယနေ့ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။အဆိုပါကြေညာချက်ကိုမလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းဂျာတူဇရင်ဆာဂူတင်အဘူလာထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဟောင်းခွန်ကာစစ်ဖီရိုမီယာနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACCM အခွဲ့ဝင်၃ဦးတို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ရှက်ကူအော်တိုဘာလာတွင်မလေးရှားနိုင်ငံကွာလန်လပူမြို့တွင်ပြုလုပ်မည့်58ကျင်းရောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်စေအိုစုယတုရောင်ရွေးကောက်ပွဲကိုဖျက်ဖျက်သားသားညှင်းပယ်ရန်မြန်မာနိုင်ငံအပေါ်မဟာဗျူဟာများပြန်လည်တုံ့သက်တက်မှတ်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ပါသည်။အော်တိုဘာ9ရက်နေ့မလေးရှားနိုင်ငံသားဤဖွင့်ကြီးမိုဟာမက်ဟာဆန်ဤနေပြည်တော်ခီးစင်တွင်မြန်မာနိုင်ငံတွင်ကျင်းပမယ့်ရွေးကောက်ပွဲနှင့်ပတ်သက်၍လွတ်လပ်တရားမျှတမှုပွင့်လင်းမြင့်သာမှုနှင့်ယုံကြည်စိတ်ချရသောလုပ်ငန်းစဉ်များအတွက်အနိုင်ဆုံးစံနှုန်းများကိုချမှတ်ခဲ့ပြီး နိုင်ငံတော်ဝန်ချင်းပါတင်ကြောင်းနိုင်ငံရေးပါတီများအလုံးကပါဝင်ဆောင်ရွက်တင်ကြောင်းစေုပ်စုကိုတိုက်တွန်းခဲ့ပါတယ်။မလေးရှားနိုင်ငံသားယူဝင်ကြီးထုတ်ဖော်ပြောဆိုခဲ့သောစံတမတ်ချက်များနှင့်စေုပ်စုကဒီဇင်ဘာလ28ရက်နေ့တွင်စတင်ရန်စီစဉ်ထားသောရွေးကောက်ပွဲကမကိုက်ညီသဖြင့်အာဆီယံကစေုပ်စုရွေးကောက်ပွဲကိုပြပြတားတားပေးချရမည်ဖြစ်ကြောင်း အကြေ၍အာဆီယံကဆေးအုပ်စုရွေးကောက်ပွဲကိုမပယ်ချလျင်မြန်မာပြည်သူများအပေါ်တစ်ဆာဖောက်လိုက်ခြင်းဖြစ်ပြီးဒေသတွင်မှရက်ဆက်ကြမ်းကြုတ်သောစစ်အာဏာရှင်ကိုစူးချခြင်းဖြစ်လိမ့်မည်ဟုသတိပေးသည်ဆေအိုစုကမလေးရှားနိုင်ငံသား၏ဝင်ကြီးဤခီးစဉ်ကိုလိမ့်လေဝါဒဖြန့်ခဲ့ပြီးအာဆီယံကမြန်မာနိုင်ငံသို့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များဆေလွတ်မည်ဟုကြေညာခဲ့သည့်ဝါဒဖြန့်ပြောင်ပြောင်တင်းတင်းလိမ့်လေခြင်းမှာတရားဝင်မှုရရှိရေးကြိုးပမ်းမှုတရက်ဖြစ်ကြောင်းထောက်ပြထားသည် မြန်မာဆဲအုပ်စုကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်အထည်ဖော်ရန်ပြက်ကွက်ခဲ့မှုမှာအာဆီယံအကြရှုံမှုအဖြစ်ဝန်ခံရမည်ဖြစ်ပြီးဒေတာရင်းနိုင်ငံများအကြားနိုင်ငံဖြတ်ကျော်ရစပွဲမှုများတိုးပွားလာစေခြင်းအပွဲဝင်နိုင်ငံများအကြားအနာကက်စစ်အာဏာသိမ်းမှုဖြစ်လာစေရန်ခွင့်ပြုစေတဲ့ကဲ့သို့ဖြစ်ခြင်းပြည်သူထောင်ချီတက်ဖြတ်ခြင်းကိုလှစ်လူရှုခြင်းနှင့်အာဆီယံအနေဖြင့်မိမိအဖွဲ့အတွင်အရေးကြီးသောဆုံးဖြတ်ချက်များကိုဥဆောင်ထိန်းချုပ်ရန်အင်အားနှင့်ဩစာမရှိတော့ခြင်းများဖြစ်ပေါ်စေကြောင်းထောက်ပြထားပါသည် အာနာသိန်းစိုးချုပ်ရဲ့ဤအကြံဖတ်မှုများအမြင့်ဆုံးအဆင့်သို့ရောက်လာသည့်အချိန်တွင်အတူရောင်ရွေးကောက်ပွဲမှလည်းနှီးကပ်လာနေသောကြောင့်အာဆီယံအဖွဲ့အစည်းဖြင့်လှုံ့ဆော်နိုင်သည့်နောက်ဆုံးအခွင့်အရေးတစ်ခုပဲကြန့်ရှိတော့ကြောင်းပထမဦးစွာအာဆီယံသည်စစ်တပ်၏အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းပြပြတသားရှင်းရှင်းလင်းလင်းပြောကြားသင့်ပြီး၎င်းတွင်ပါဝင်ပတ်သက်ခြင်းမရှိရနှင့်ရွေးကောက်ပွဲရလဒ်ကိုပယ်ချရမည်ဖြစ်ကြောင်းစစ်မှန်ပြီးအလုံးပါဝင်နိုင်သောငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိရန်နိုင်ငံရေးအကျဉ်းသားများအလုံးလှုပ်ပေးရန် တရားဝင်နိုင်ငံရေးပါတီအလုံးပါဝင်နိုင်ရန်တိုက်ပွဲများရက်ဆိုင်ရန်နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များလာရောက်နိုင်မှသာလျှင်စစ်မှန်ပြီးယုံကြည်စိတ်ချရသောတနိုင်ငံလုံးအတိုင်းအတာဖြင့်ရွေးကောက်ပွဲများကိုမြန်မာနိုင်ငံတွင်ကျင်းပရန်ဖြစ်ကြောင်းထောက်ပြထားပါသည်။ထို့ပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်ကအကောင့်ထဲမဖို့ရန်နှင့်မြန်မာစစ်တပ်ကိုရှုံချမှုမှာခင်းလွတ်ခွင့်မပေးရန်တင်းကြပ်ရမည်ဖြစ်ကြောင်းစစ်တပ်ကိုယ်စားလှယ်များနှင့်စစ်တပ်ကောင်းဆောင်များကိုအာဆီယံအစည်းအဝေးတိုင်းတွင်ပိတ်ပင်မှုများတိုးချဲ့ရန်လည်းတိုက်တွန်းထားပါသည် တတိယအနေဖြင့်အာဆီယံကမြန်မာနိုင်ငံအပေါ်ရှင်းလင်းပြတ်သားသော နောက်ဆုံးဂိမ်းဖြစ်သည့်မဟာဗျူဟာတတိယကိုစတင်ရန်58ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအသုံးပြုရမည်ဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနှင့်အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထူးတန်တမန်တန်ရှရီအော်ဒမန်ဟာဆင်နှင့်အတူအာဆီယံ၏အရေးယူဆောင်ရွက်မှုများပါဝင်သည့်မူဝါဒများကိုချမှတ်ရမည်ဖြစ်ကြောင်းတိုက်တွန်းထားပါသည်အထူးသဖြင့်လေချောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နိုင်ငံ၏အကျဉ်းသားအလုံးကိုချက်ချင်းပြန့်လွှတ်ပေးရင် ာဆီယံနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံအားပေးပြီးတနိုင်ငံလုံးအပြည့်ခက်ရက်စဲရေးကိုနိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများမှစောင့်ကြည့်နေသည့်ထိုက်ခိုက်မှုအလုံးကိုချက်ချင်းရပ်နိုင်စေရန်တန်တမာရေးရာကြိုးပမ်းမှုများကိုအရှိန်မြှင့်ဆောင်ရွက်ရန်တို့ပါဝင်ပါသည်။ဆက်လက်ပြီးမြဝတီမြို့နယ်အတွင်းရှိချားဖြန့်အွန်လိုင်းငွေလိမ်စင်တာများတွင် Starlink အင်တာနက်များကိုပိုမိုတိုးချဲ့အသုံးပြုလာမှု American Congress ကစတင်စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါသည်။ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်တွင်ရှိကြာဖြန့် online ငွေလိမ်စင်တာများတွင် Starlink Internet များကိုပုံမှုတိုးချဲ့အသုံးပြုလာမှုအပေါ်အမေရိကန်ကွန်ကရက်ကစတင်စုံစမ်းစစ်ဆေးနေကြောင်း AFP သတင်းတရက်ရသိရှိရပါသည်။ထိုင်းနိုင်ငံကမြဝတီမြို့နယ်ရှိကြာဖြန့် online ငွေလိမ်စင်တာများထံသို့တရက်စစ်တပ်အားနှင့် internet line များဖြတ်တောက်ပြီးနောက် Starlink Internet များကိုအဓိကအသုံးဆွဲလာကြောင်းကြဖြန့် online ငွေလိမ်စင်တာအဆောက်အုံများပေါ်တွင် Starlink internet ဘဏ်များအများအပြားတင်ထားသည့်ကိုလည်းတွေ့ရကြောင်းကြဖြန့် online ငွေလိမ်စင်တာဖြစ်သော KK ပတ်ဤအဆောက်အုံတစ်ခုပေါ်တွင် Starlink Internet ဘဏ်80ဒီပါမြင်တွေ့ရကြောင်းသိရပါတယ်။ American ပြည်ထောင်စု California ပြည်နယ်မှာအစိုးရရှိနေများက Starlink Internet စနစ်ကိုအသုံးပြုရင်ငွေလိမ့်လည်မှုများကျွလွန်ကြောင်း Starlink ကို2024ခုနှစ်ဇူလိုင်လတွင်တရားဝင်သတိပေးခဲ့တော့လဲ Starlink ကတစုံတရာတုံ့ပြန်ခြင်းမရှိပေ။စိုးရိမ်ပူပန်နေကြသောထိုင်းနှင့်အမေရိကန်နိုင်ငံရေးသမားများကလည်း Starlink ဂျိုရူအင်တာနက်ပိုင်ရှင် အီလွန်မတ်ကိုသတိပေးနှိုးဆော်မှုများလှုံ့ဆော်နေကြပြီးအမေရိကန်အထက်လွှတ်တော်အမတ်မက်ကီဟက်ဆန်ကအီလွန်မတ်ကိုစတားလင်းအင်တာနက်ကိုချဖြတ်အွန်လိုင်းငွေလိမ်ကိုင်းများကအသုံးပြုနေမှုကိုအရေးယူဆောင်ရွက်ရန်တိုက်တွန်းသည်ရှက်ကူအခါအမေရိကန်ကွန်ဂရက်လွှတ်တော်ပူရစီပွားရေးကော်မတီကကြားဖြန့်အွန်လိုင်းငွေလိမ်လည်စင်တာများနှင့်စတားလင်းအင်တာနက်တို့ပတ်သက်နေမှုများကိုစတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းသိရှိရသည်။အမေရိကန်စိုက်ဘာယာဇဝတ်မှုဆိုင်ရာအစိုးရရှေ့နေဟောင်းအေဒီဝက်စ်က အမေရိကန်ကုမ္ပဏီတစ်ခုကဒီလိုတွေဖြစ်နေဖို့အတွက်ပါဝင်ဆောင်ရွက်ပေးနေတာဟာယွန်းရှားစရာပါပဲဟုပြောကြားခဲ့ပါတယ်။ကြားဖြတ်ငွေလိမ့်လည်းခိုင်းများဤပြတ်မှတ်ထားရများတွင်အမေရိကန်ကလည်းပါဝင်နေပြီး2024ခုနှစ်အတွင်းအမေရိကန်ဒေါ်လာ10ဘီလီယံခန့်ဆုံးရှုံးခဲ့ပြီး12လအတွင်း66ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းအမေရိကန်အစိုးရဗန်နာယီဌာနကခန့်မှန်းထားပါတယ်။အမေရိကန်ကရခိုင်လာများအတွင်းကြားဖြတ်ငွေလိမ့်ခိုင်းများဤအကြီးအကဲမျိုးဖြစ်သောရွှေကုန်ကုန်မျိုးနှင့်ပတ်သက်ဆက်ဆက်နေသော လူပုဂ္ဂိုလ်များနှင့်ကုမ္ပဏီကိုအခုကိုပိတ်ဆို့အရေးယူခဲ့သည်။တို့ရတွင်ရွှေကုတ်ကိုတွင်အဆောက်အုံတိစောက်မှုများမှအလင်းအမြန်တိုးတက်နေစေဖြစ်သည်။ဂျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။